အမျိုးသမီးအခွင့်အရေးအတွက်လူငယ်လူရွယ်တွေပါဝင်တဲ့အဖွဲ့ပေါင်းစုံစုပေါင်းပြီးတော့မုံရွာမြို့မှာအကြမ်းဖက်မှုပပျောက်ရေးနဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ကပေးပို့ထားပါရဲ့ရှင်ဖေဖော်ဝါရီလ14ရက်နေ့နန်နပိုင်းကဖြူချလိုက်အမျိုးသမီးအဖွဲ့ YMCA လူငယ်အဖွဲ့ Maristo International 88ပွင့်လင်းချင်းွင့် Institute အဖွဲ့ကလူငယ်တွေစုပေါင်းပြီးမျိုးသမီးအခွင့်အရေးအကြမ်းဖက်မှုပပျောက်ရေးတငယ်မလေးမှုပပျောက်ရေးဥရိပြင်ဆင်ရေးတို့အတွက်လှုံ့ဆော်မှုတရက်ကိုမောင်မမျိုးကလူစီကားရနေရာတွေမှာပြုလုပ်ခဲ့တာပါ။ဟိုမျိုးမှာတော့နည်းနည်းပါးပါးပညာ ရေးပိုင်းမှာနိုင်ငံရေးပိုင်းမှာအမျိုးသမီးတွေအနေကြီးပါလာတယ်ဆိုပေမဲ့လို့နေဒီမှာကျတော့သူတို့မှာသူတို့ကိုယ်တိုင်သူတို့မှာအမျိုးသမီးတွေမှာအခွင့်အရေးရှိတယ်ဆိုတဲ့အသည့်ဘဝတုဒ္ဒါကိုမှတော်အားနဲ့နေပါသေးတယ်အမတို့မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများပေါ်မှာအကြမ်းဖက်မှုတွေများနေတယ်အကြမ်းဖက်မှုပွားပြအောင်နိုင်ငံပရိမှုတွေပွားပြအောင်အမျိုးသားအမျိုးသမီးခွဲခြားဆက်ဆံခံရမှုတွေပွားပြအောင်လို့အမတို့ဒီကရည်ရွယ်ပြီးလုပ်ပါတယ်ဖေဖော်ဝါရီလ16ရက်နေ့ကကမ္ဘာနိုင်ငံတော်မှာအမျိုးသမီးခွင့်ရေးအတွက်တန်းတထောင်လှုပ်ရှားမှုတွေကိုလည်းပြုလုပ်နေတာပါအမျိုးသမီးရင်းနှီးပတ်သက်ပြီးအိမ်တွင်းအကြမ်းဖက်မှုတွေကပုံများလာတယ်လို့လှုပ်ရှားမှုမှာပါဝင်တူတူကလည်းဆိုပါတယ်အမတို့ ိမ်သွုံးပဲပေါ့အိမ်သွုံးမဲဆိုတော့ကမိပါတွေအဖေတွေမကဘူးအမေတွေရပါသမီးတွေမိန်းကလေးတွေဆိုရင်အခုဆိုရင်ကျမစီမှာငါထပ်ကလေးတွေရှိသေးတယ်ပါဝင်ချင်းတယ်ဒါပေမဲ့သူတို့မိပါတွေကမလွတ်ဘူးပေါ့နော် မိန်ကလေးမသွားရဘူးဒီလိုနေ့တွေမှာအပြင်ထွက်ရင်ဆိုတော့သူတို့မှာရှိနေတဲ့အမြင်ဆိုးတွေနဲ့မလွတ်မြောက်နိုင်သေးဘူးအဲ့လိုတွေတော့ရှိပါတယ်ပေါ့နော်လက်ရှိမြန်မာလူ့အဖွဲ့အစည်းမှာမျိုးသမီးတွေအနေနဲ့ခွေရေးတွေများစွာဆုံးရှုံးနေပြီးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကလည်းများစွာတွေ့နေရတာပါ။ဒါကြောင့်မျိုးသမီးတွေနဲ့ပတ်သက်ပြီးဥပဒေတွေကိုလည်းပြင်ဆင်နိုင်ဖို့လှုံ့ဆော်မှုမှာထက်သွင်းခဲ့ပါတယ်။ပြည်သက်စာရေးနဲ့ကျွန်တော်တို့ကကြတော့ဒီကျွန်တော်တို့လုပ်ငန်းတွေဆက်ဆက်နေရအဲ့ဒီပြည်သက်စာဆိုတချို့ဆိုရင်အမျိုးသားတွေကဟိုပြဿနာတစ်ယောက်ဆိုပြီးတော့ငှားသွားတာရှိတယ်။ကိုရောက်တော့မှသူတို့၃လောက် ဝင်ပြီးတော့စောကားခံရမျိုးတွေရှိတယ်။နောက်ပြီးတော့ခနာဆိုပြီး session တစ် session လို့ဝင်သွားပြီးတော့ညာဆက်ဆံခံရမျိုးတွေရှိတယ်။ကိုပါတဲ့ပစ္စည်းအားစာနှင့်ယူသွားရမျိုးတွေဒီကိုမိကလေးတွေမှာဆက်ဆံခံရရှိရပါ။သမီးတို့အပေါ်မှာအမတို့လုပ်နေရတယ်အားလုံးပေါင်းပေါင်းဆောင်ရမှာရမှာပေါ့နော်။အားလုံးဆိုတာအစိုးရပိုင်းဆိုင်ရာရောပါမယ်ပေါ့။အစိုးရပိုင်းဆိုင်ရာဆိုအမတို့ဒီအခုတရားဥပဒေစိုးမဖို့လည်းလိုတယ်။ပြီးတော့ကျတော့တရားဥပဒေစိုးမမှာဥပဒေပြဋ္ဌာန်းတဲ့ခါမှာခိုင်မာတဲ့ကြီးကြတဲ့ပြတ်သားတဲ့ဥပဒေတစ်ခုလည်းပြဋ္ဌာန်းပေးဖို့လိုတယ်။ဥပဒေကတော့ပြဋ္ဌာန်းပေးလို့ပြောတယ်။ဒါပေမဲ့ အမအရင်ကခံစားရတာအမတယောက်ထဲရဲ့ကိုယ်ပိုင်ခံစားချက်ရဥပဒေတည်တက်ဝင်မနေဘူးလို့အမတို့ခံစားရတယ်ပေါ့နော်အဲ့ဒါပို့ပြီးတော့ခိုင်မာတဲ့ဥပဒေပြဋ္ဌာန်းပေးဖို့လည်းလိုတယ်တကယ်တကယ်အမှန်အကန်တရားဥပဒေစိုးမိုးဖို့လည်းလိုတယ်လို့အမထင်ပါမြန်မာနိုင်ငံမှာမျိုးသမီးရေနဲ့ပတ်သက်ပြီးတက်ငယ်မတိမ်းမှုလို့လိင်အကျန့်ဖတ်မှုကြားမှာခွဲခြားဆက်ဆံမှုတွေကနေ့စဉ်လုံလုံကြုံတွေ့နေရတာကြောင့်မျိုးသမီးတွေရဲ့အခန့်ကဏ္ဍတားထမကပုံမပါဝင်နိုင်အောင်ရှေ့ဆက်ပြီးလဲလှုပ်ဆောင်သွားမယ်လို့ဒီနေ့ပြုလုပ်တဲ့လှုပ်ရှားမှုမှာမျိုးသမီးတွေကပြောဆိုလိုက်ပါတယ်ကျွန်တော်အောင်ကိုလက်ပါ